မင်္ဂလာမနက်ခင်းပါရှင်အခုချိန်ကစပြီး2025ခုနှစ်စက်တင်ဘာလ26ရက်နေ့ဗီဒီယိုအန်ယူဂျီမနက်ခင်းပြည်တွင်းသတင်းများကိုကျမနွေဦးမိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ UNG နိုင်ငံတော်ယာယီသမ္မတနဲ့ KNU ဥက္ကဋ္ဌတို့ပူးပေါင်းလက်တွဲလှုပ်ဆောင်သွားမိကဏ္ဍများအတွက်တွေ့ဆုံဆွေးနွေးခဲ့တဲ့တင်ကိုဥစွာတင်ပြပေးသွားပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ UNG နိုင်ငံတော်ယာယီသမ္မတဒူဝါလက်ရှိလာနဲ့ကရင်အမျိုးသားစီယုံခဲညူဥက္ကဋ္ဌဖတိုခွဲထူးဝင်းတို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းစက်တင်ဘာလ25ရက်နေ့တွင်အမျိုးသားညီညွတ်ရေးအစိုးရမှတင်ထုတ်ပြန်ပါတယ်။တွေ့ဆုံချိန်အတွင်းလူတော်လှန်ရေးအမြန်ဆုံးအောင်မြင်စေရန်တော်လှန်ရေးအင်အားစုများကြားပူးပေါင်းလက်တွဲလှုပ်ဆောင်သွားမိကဏ္ဍများနဲ့ဆက်လင်း၍ခြေတဝင့်ဆွေးနွေးခဲ့ကြတယ်လို့ ော့အတိပေးထားပါရယ်တွန်လှန်ရေးအင်အားစုများကြားယခုထက်ပိုမိုစီးလုံးညီညွတ်စွာလက်တွဲပြီးမြန်မာနိုင်ငံစစ်အာဏာရှင်လျောက်မှအပီးတိုင်လွတ်မြောက်ရေးစစ်အာဏာရှင်နဲ့အာဏာရှင်ဟူသည်မအမြင့်ပြတ်တိုက်ဖြတ်ရေးလွတ်လပ်မှုငင်းချမှုနဲ့လူထုတာယာဝပြောမှုတို့ကိုဖော်ဆောင်နိုင်ရေးတို့အတွက်ဆက်လက်ပြီးခိုင်မာစွာအတူလက်တွဲဆောင်ရွက်သွားကြရန်လဲခေါင်းဆောင်တို့သဘောတူခဲ့ကြောင်းထုတ်ပြန်ထားပါရှင်။ ဆက်လက်ပြီးစိုးမိုးထိန်ချုပ်ဒေသများတွင်ဝင်းကြီးဌာနအချင်းချင်းအချိတ်ဆက်မိမိပူပေါင်းလှုပ်ဆောင်ကြမှာသာပုံမူထိရောက်ကောင်းမွန်တဲ့အုပ်ချုပ်ရေးရန်ရက်တစ်ခုကိုအသက်သွင်းနိုင်မှာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားတဲ့သတင်းကိုတင်ပြပါမယ်။အမျိုးသားရင်သွေးရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်34မြင်းဆောင်2025ကို2025ခုနှစ်စက်တင်ဘာလ25ရက်နေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ခဲ့ရာအစည်းအဝေးတွင်ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးချုပ်မောင်ဝင်းခိုင် န်းကအဖွဲ့မှစကားပြောကြားခဲ့ကြောင်းသိရရှိပါတယ်။ပြည်တော်စုဝင်ကြီးချုပ်ကပြီးခဲ့တဲ့20ရက်နေတုန်းကစကိုင်းတိုင်းကတားခရိုင်ဗမောက်မြို့ကိုအမှတ်၁စစ်ဒေသရဲ့ကွက်ကဲမှုနဲ့ PDF ရဲဘော်တွေပြည်သူ့ကာကွယ်ရေးအဖွဲ့တွေပူးပေါင်းပြီး အောင်အောင်မြင်မြင်သိမ့်ပိုက်နိုင်ခဲ့တဲ့အတွက်အင်မတန်ဝမ်းမြောက်ဂုဏ်ယူမိကြောင်းဥစွာပြောကြားလိုပါကြောင်းမြို့တမြို့သိမ့်ပြီးပြီဆိုရင်နောက်ဆက်တွဲစီမံလှုပ်ဆောင်ရမှာတွေကလည်းအင်မတန်များပြားတယ်ဆိုတာရှေ့မှာအတွေ့အကြုံတွေလည်းရှိခဲ့ပြီးသားဖြစ်တဲ့အတွက်အတွေ့အကြုံတွေကိုအရင်ခံပြီးဝန်ကြီးဌာနများကတေချာစွာပေါင်းစပ်ညှိနှိုင်းလှုပ်ဆောင်ကြဖို့အင်မတန်အရေးကြီးပါကြောင်းအမျိုးသားရင်သွေးရဲ့အစိုးရဟာတော်လှန်ကာလအတွင်းတာဝန်ယူရတဲ့အစိုးရဖြစ်တဲ့အပြင်ဒီတော်လှန်ရေးကရဲဘော်တွေပြည်သူတွေရဲ့အရင်နှီးကများလွန်းတာကြောင့်ကျွန်တော်တို့ဟာပိုတာဝန်ကြီးတဲ့ တွန်လှန်ရေးအစိုးရလည်းဖြစ်နေပြီးဒီလိုကြီးလေးတဲ့တာဝန်ကိုအခက်ခဲတွေစိန်ခေါ်မှုတွေကြကထမ်းဆောင်နေကြရတဲ့ရန်ရအစင်စင်ကတာဝန်ရှိသူတွေကိုလည်းကျေးဇူးတင်ပါကြောင်းကမ္ဘာအခြေအနေအရရက်ကပြည်သူ့နယ်ဦးတွန်လှန်ရေးအပေါ်မျက်နှာသာပေးမှုအများကြီးမရှိနေတာကိုလည်းစိတ်ပြတ်အားငယ်နေစရာမလိုပဲကျွန်တော်တို့ဟာကိုအားကိုကိုပြီးဒီနေ့ဒီချိန်ထိရှောက်လန်းလာခဲ့ကြသလိုရှေ့ဆက်ပြီးလဲကိုခုံကိုအားနဲ့တွန်လှန်ရေးကိုအဆုံးသတ်အောင်ပွဲစဉ်နွေးနိုင်ကြောင်းပြသနိုင်ဖို့အင်အားတွေရှိနေကြဖို့လိုအပ်ပါကြောင်းအခုဆိုရင်ဝင်းကြီးများဒုတိယ ောက်ဝင်ကြီးများနဲ့တာဝန်ရှိသူအချို့ကျွန်တော်တို့စိုးမိုးထိန်ချုပ်ဒေသတွေစီကိုရင်ကိုကြသွာလာလှုပ်ရှားပြီးမြေပြင်မှာအစိုးရရင်းနှီးအစနစ်တကျထူထောင်လဲပတ်တာကဆလို့အကြိလိုက်စားမှုတွေကိုအရေးယူတာတွေထိလုပ်ငန်းတွေမှာစနစ်တကျဆောင်ရွက်နေကြတာကိုလည်းအင်မတန်အားရကျေနပ်မှုရှိပါကြောင်းနဲ့ဝန်ကြီးဌာနအချင်းချင်းချိတ်ဆက်မိမိပူပေါင်းလှုပ်ဆောင်ကြမှသာပုံမှန်ထိရောက်ကောင်းမွန်တဲ့အောက်ချုပ်ရင်းနှီးတစ်ခုကိုကျွန်တော်တို့အသက်သွင်းနိုင်မှာဖြစ်လို့ဒီအတွက်စူးစမ်းလှုပ်ဆောင်ပေးကြဖို့မှာစားလို့ပါကြောင်းတို့ကိုထည့်သွင်းပြောကြားခဲ့လို့သိရပါတယ် ဆက်လက်ပြီးတည်ရောက်လာကြသောဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီအဖွဲ့ဝင်များမှအမှတ်စဉ်33မြင်းဆောင်2025တွင်ချမှတ်ထားသောဆုံးဖြတ်ချက်ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ပြည်စည်းမှုအခြေအနေများနှင့်ဆက်လက်ဆောင်ရွက်ရန်ကြမ်းရှိနေသည့်လုပ်ငန်းစဉ်များကိုချပြရှင်းလင်းပြီးတည်ရောက်လာသောတာဝန်ရှိသူများမှအကြေတဝင်ဆွေးနွေးခဲ့ကြလို့သိရပါသည်အဆိုပါအစည်းအဝေးသို့ပြည်ထောင်စုဝန်ကြီးချုပ်မောင်ဝင်းခိုင်တာဦးဆောင်ကပြည်ထောင်စုဝန်ကြီးများဒုတိယဝန်ကြီးများအမြဲတမ်းအတွင်းဝင်များတွဲဖက်အတွင်းဝင်များနှင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ များတက်ရောက်ခဲ့ကြပြီးအစည်းအဝေးကိုမွန်းလွဲ၁၂နာရီချိန်တွင်အောင်မြင်စွာရည်နာခဲ့တယ်လို့သိရှိရပါတယ်ရှင် ဥခတ်မြုပ်ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာအလုပ်သမား200ခန့်လုပ်အားခများမရရှိကြောင်းတိုင်ကြားလာတာကြောင့်တွားရောက်ကူညီဖြည့်ရှင်းပေးခဲ့တဲ့တင်ကိုဆက်လက်တင်ပြပါမယ်။ထိုင်းနိုင်ငံဖူခတ်မြုပ်ရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာအလုပ်လုပ်နေတဲ့မြန်မာအလုပ်သမား200ခန့်ကလုပ်အားခများမရရှိကြောင်းတိုင်ကြားလာတာကြောင့်တွားရောက်ကူညီဖြည့်ရှင်းပေးခဲ့လို့တိုင်ကြားရေးရန်နေရအလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။မြန်မာအလုပ်သမား200ခန့်အားအလုပ်ရှင်မှလုပ်အားခ2လစာမပေးသဖြင့်ဖြည့်ရှင်းပေးပါရန်အလုပ်သမားများကတိုင်ကြားလာတာကြောင့်အမျိုးသားရင်ငွေရေး ၏အစိုးရ NUG အလုံသမားဝင်ကြီးဌာနမှတာဝန်ရှိသူနဲ့ MHAC မဟာမိတ်အဖွဲ့မှအဖွဲ့ဝင်များကတွားရောက်တွေ့ဆုံဖြေရှင်းပေးခဲ့လို့ဆိုပါတယ်စတင်မှာ22 23 24ရက်နေ့တို့မှာအလုံသမားများနေထိုင်ရာတန်းလျားများနဲ့လုပ်ငန်းခွင်နေရာများထိတွားရောက်တွေ့ဆုံပြီးဖြစ်စဉ်ကိုစုံစမ်းမေးမြန်းခဲ့ကာအလုံသမားများရပိုင်ခွင့်ရှိတဲ့ခွင့်ရင်းများအတွက်ဖူးခတ်မြို့စဝါရီကန်ရုံးမှာတွားရောက်တိုင်ကြားပေးခဲ့လို့သိရပါတယ်ဆက်လက်ပြီးအလုံရှင်နဲ့လည်းညှိနှိုင်းဆွေးနွေးခြင်းများပြုလုပ်ပေးခဲ့ရာအလုံသမားများကိုပေးဖို့ကြမ်းရှိ တဲ့လောအားခများကိုအော်တိုဘာလ3မှာအလုပ်ရှင်ဘက်ကရှင်းပေးမယ်လို့ဇဝါရီကန်ယုံတာဝန်ရှိသူများရဲ့ရှင်းမှောက်မှာသဘောတူညီမှုရရှိအောင်ညှိနှိုင်းကူညီဖြည့်ရှင်ဆောင်ရွက်ပေးနိုင်ခဲ့လို့ဆိုပါတယ်။ယခုလိုကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက် CRPH အလုပ်သမားရေးရကော်မတီနဲ့ MHAC မဟာမိတ်အဖွဲ့တို့ကကုန်ကျစရိတ်များကိုပံ့ပိုးကူညီထောက်ပံ့ပေးခဲ့တာဖြစ်ပြီးကျေးဇူးအထူးတင်ရှိပါကြောင်းဖော်ပြထားပါတယ်။ ချောင်းဦးမြုတ်နဲ့အတွင်းမှာအန်ယူဂျီမှလူထုကူညီထောက်ပံ့မှုများပြုလုပ်တဲ့တရုံနောက်ထပ်တင်ပြပါမယ်။စကိုင်းတိုင်းဒေသကြီးချောင်းဦးမြုတ်နဲ့အတွင်းဆစ်ရှောင်နေကြတဲ့ပြည်သူတွေနဲ့ကလေးငယ်တွေအတွက်စားနပ်ရိက္ခာနဲ့ချောင်းအသုံးဆောင်ပစ္စည်းထောက်ပံ့ကူညီပေးမှုတွေနဲ့လေချောင်းအနေအသည့်ပညာပေးမှုတွေကိုစစ်တင်မာလထဲမှာအမျိုးသားငင်ငွေရဲ့အစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရေးရာတာဝန်ခံတွေကဥဆောင်ပြုလုပ်ခဲ့ကြောင်းသိရရှိပါတယ်။အကျန်းဖက်စစ်အုပ်စုရဲ့စစ်ချောင်းထိုးအကျန်းဖက်မှုတွေနဲ့လေချောင်းပစ်ခတ်မှုတွေကြားမှာအထွေထွေအကျက်တီးဆိုင်နေတဲ့ တဲ့လူထုသည်အဖက်ဖက်ကထောက်ပံ့ကူညီမှုများလိုအပ်နေရလို့အသိပေးထားပါရှင်။ ဆက်လက်ပြီး Starlink အသုံးပြုသူများလုံခြုံရေးအတွက် VPN မဖြစ်မနေအသုံးပြုရန်တိုက်တွန်းတဲ့သတင်းကိုတင်ပြပါမယ်။ Starlink အသုံးပြုသူများအနေဖြင့်၎င်းတို့ Internet ချိတ်ဆက်မှု၏လုံခြုံရေးကိုတည်ချစေရန် VPN ကိုမဖြစ်မနေအသုံးပြုရန် Telegram မှာမှတိုက်တွန်းထားပါတယ်။လွတ်မြောက်နေမည်တစ်ခုမှဆရာဝန်တဦးက၎င်းတို့အသုံးပြုနေသော Starlink Internet ဖြင့် Spring Development Bank SDB အကောင့်သို့ဝင်ရောက်နိုင်ခြင်းမရှိတော့ကြောင်းပြောကြားခဲ့တာကြောင့်စစ်ဆေးမှုများရ Starlink Internet ၏ IP လိပ်စာများသည့်ရခိုင်က ကမြန်မာနိုင်ငံပြင်ပအိမ်နီးချင်းနိုင်ငံများမှ IP လိပ်စာများဖြင့်ပြသနေရမှယခုအခါမြန်မာနိုင်ငံရန်ကုန်မြို့အခြေစိုက် IP လိပ်စာများဖြင့်ပြောင်းလဲပေါ်ထွက်လာကြောင်းတွေ့ရှိရလို့အသိပေးထားပါတယ်။အဆိုပါဆရာဝန်ဒီ VPN ကိုအသုံးပြု၍ချိတ်ဆက်ပြီးမှသာ SDB အကောင့်သို့ပြန်လည်ဝင်ရောက်နိုင်ခဲ့လို့သိရပါတယ်။ SDB ကဲ့သို့လုံခြုံရေးကိုစားပေးသည့်ဝန်ဆောင်မှုများသည့်မြန်မာနိုင်ငံအတွင်းမှ IP လိပ်စာများကိုပိတ်ဆို့လျရှိပြီးယခုကဲ့သို့ IP လိပ်စာပြောင်းလဲမှုသည် Starlink Internet ဝန်ဆောင်မှုကမြန်မာနိုင်ငံစစ်ကောင် င်စီလျောက်ခံစစ်တွေဝင်ကြီးဌာနနဲ့ပူပေါင်းဆောင်ရွက်မှုစတင်နေပြီလားဟုသောစိုးရိမ်မှုများကိုဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။လူရှိချင်းဒီ Starling တို့မဟုတ်မြန်မာအာဏာပိုင်များထံမှတည်ဝင်ကြီးများချက်ထွက်ပေါ်လာခြင်းမရှိသေးတော့လဲထိုပြောင်းလဲမှုသည်အုံပြုသူများ၏လုံခြုံရေးအပေါ်တက်ရောက်မှုရှိနိုင်သည်ဟုကြွမ်းကျင်သူများကသတိပေးထားပါတယ်။အချို့အုံပြုသူများက Starling နဲ့ VPN ပေါင်းဆက်အုံပြုရာတွင်အခက်အခဲများရှိတတ်သည်ဟုဖော်ပြခဲ့တော့လဲမိမိ၏ IP လိပ်စာကိုစစ်ဆေးရန် Google တွင် What is my IP address ကို ရှာဖွေကြည့်ရန်အကယ်၍ IP လိပ်စာသည်မြန်မာနိုင်ငံအတွင်းမှဖြစ်နေပါက VPN ကိုအသုံးပြုရန်နည်းပညာကျွမ်းကျင်သူများကလက်ရှိအခြေအနေနဲ့ပတ်သက်၍ထပ်မံစစ်ဆင်မှုများပြုလုပ်နေဆဲဖြစ်ပြီးပြစ်သားသည့်အဖြစ်တစ်ခုမထွက်ပေါ်မြစ်သည့် VPN ကိုအမြဲတမ်းအသုံးပြုထားရန်အကြံပြုထားပါရရှင်ကိုရီးယားနိုင်ငံတွင်ဆေးဥစု၏အတူရောင်ရွေးကောက်ပွဲဆန့်ကျင်ဆန္ဒပြပွဲကြီးကျင်းပမိတဲ့တွင်ကို ဆက်လက်တင်ပြပါမယ်မြန်မာနိုင်ငံရှိစစ်အာဏာသိမ်းအုပ်စုရဲ့တူယောင်ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်သည့်နိုင်ငံလုံးဆိုင်ရာဆန္ဒပြပွဲကြီးကိုကိုရီးယားနိုင်ငံဆိုလ်မြို့တွင်2025ခုနှစ်အောက်တိုဘာလ4ရက်စနေနေ့တွင်ကျင်းပမည်ဖြစ်ကြောင်းသိရရှိပါသည်ဆန္ဒပြပွဲသည်မွန်းလွဲ12နာရီခွဲမှညနေ3နာရီခွဲချိန်ထိဆိုလ်မြို့ချွန်ကဲဆန်ချောင်းဘယ်ရူလင်းယဉ်ပြင်တွင်စတင်မှာဖြစ်တယ်လို့သိရပါသည်ဆန္ဒပြပွဲကနေမြန်မာစစ်အုပ်စုရဲ့တင်းကျပ်ပြုလုပ်နေသည့်ရွေးကောက်ပွဲဟာပြည်သူလူထုရဲ့ထောက်ခံမှုမရှိသည့်အလိမ်ညာတစ်ခုသာဖြစ် ်ကြောင်းကဘာတို့ပြက်သားစွာဖော်ပြရာရည်ရွယ်ထားပါတယ်ကိုရီးယားနိုင်ငံရှိမြန်မာနိုင်ငံသားများနဲ့တွန်လှန်ရေးအဖွဲ့အစည်းများသည် ပြည်တွင်းရှိ ပြည်သူများ၏အတန်ကိုကမ္ဘာအတိုင်းဝိုင်းသို့ပို့ဆောင်ရန်တာဝန်ယူထားတယ်လို့ဆိုပါတယ်ပြည်တွင်းရှိပြည်သူများဟာ စစ်မိတ်စာရင်းရဲ့အစွမ်းကုန်ရုံမှရက်ဆက်ဖိနှိပ်မှုကြောင့်လွတ်လပ်စွာဆန္ဒမဖော်ထုတ်နိုင်တဲ့အချိန်မှာပြည်ပရောက်ငါတို့တွေကအကျေလောင်ဆုံးအတန်ထုတ်ပေးဖို့ငါတို့မှာတာဝန်ရှိတယ်ငါတို့အတန်ဟာလူထုတန်ဖြစ်တယ်လို့ဖော်ပြထားပါတယ်ဆန္ဒပြပွဲတွင်ဆိုလ်ကီယောင်ဂီရိုအင်ချွန်ဘူဖြောင်းအစားရှိတဲ့မျိုးများမှမြန်မာနိုင်ငံသားများနဲ့တော်လှန်ရေးအဖွဲ့အစည်းများပါဝင်မှဖြစ်တယ်လို့သိရပါတယ်။ဆန္ဒပြပွဲကိုကိုရီးယားရှိအမျိုးသားရင်းငွေရဲ့အစိုးရ UNG ကိုစလဲရုံးနဲ့တော်လှန်ရေးအဖွဲ့အစည်းပေါင်း30ကျော်ပါဝင်သည့်စစ်အုပ်စုရွေ ွေးကောက်ပွဲစန့်ကျင်ရေးပူးပေါင်းလှုပ်ရှားမှုကော်မတီမှဥဆောင်စီစဉ်ထားခြင်းဖြစ်ပါရဲ့ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG သတင်းထောက်ခရှယ်နဲ့ပရိဖို့တို့ကပေးပို့ထားတာဖြစ်ပါရဲ့ရှင်။